ုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာပန်းပွင့်တဲ့အချိန်မှာပုတ်တက်စီဖြန်းတာမကောင်းဘူးပန်းပွင့်နေကြွေတယ်ဆိုတာကိုဒါမဟုတ်ဘူးဆိုတဲ့အကြောင်းလေးကိုကျွန်တော်တင်ပြပေးခြင်းလို့အဲ့တော့ပန်းပွင့်ဒီကြွေရမယ်မျိုးပန်းပွင့်ပြီးမှအတီးခင်းလိုက်မှာเนาะအဲ့တော့ပန်းပွင့်ဒီသူ့ရဲ့ကြွေချိန်တန်ရင်ကြွေရမယ်ပန်းပွင့်ကြွေပြီးမှအစီအစံဖြစ်လာမှာ အဲ့တော့ပန်းပွင့်နေတဲ့အချိန်မှာကျွန်တော်တို့ကလိုက်ပြီးတော့လာခုနကဝါးဒီနဲ့ဖိလှဲနေတာလည်းမဟုတ်ပါဘူးဒုတ်တင်နေလည်းရိုက်နေတာမဟုတ်ဘူးနော်ပန်းပွင့်ဒီဓာဒီပွင့်ကတာနော်ပွင့်ကတာသူတတန်းကုန်ရင်ဒီပန်းပွင့်လေးကကျွေကြမှာပဲကျွေပြီးွားရင်ဒီလိုငိုက်လာပြီငိုက်လိုက်ဒီမှာပန်းပွင့်မရှိတော့ဘူးနော်ဓာဒီတဏှန်ထဲမှာနေထွက်နေတာနော် တခင်းထဲမှာနေဖြစ်နေတဲ့ပြဿနာကိုပြတာအဲ့တော့ပန်းပွင့်ကြီးဒီမှာငေါတော့ဒီပန်းပွင့်ကြီးတောင်းတောင်းထီုံလောင်းနေလေဒီပန်းပွင့်ကြီးမကြွေပါဘူးမှကြည့်ပါနော်အယွယ်အယွယ်မရောက်သေးလို့မကြွေတာမကြွေတာအယွယ်ရောက်သွားပြီဆိုရင်ပန်းပွင့်ကြီးကြွေသွားတဲ့အခါကျဒီမှာနှုတ်ရခဲလာပြီအဲ့တော့ပုတ္တစီဖြန်းတာနဲ့ပန်းပွင့်ကြွေတာနဲ့ဘာမှမပတ်သက်ပါဘူးပုတ္တစီကြီးဖြန်းကိုဖြန်းရမယ်နော်ခုနက6လောင်းနင်းလိုက်လို့နော် အပင်ကြီးရေထဲမြုပ်သွားတယ်အနုံနဲ့ရောက်သွားတယ်ဆိုတာဒါတော့ထိခိုက်တယ်သို့တော်ညတဲ့ကျွန်တော်တို့ခုနကလမ်းကြောင်းလေးလေးခွဲပြီးတော့နော်ဖြန်းနေဒါမှမဟုတ်လေကဒင်းပေါ်ကပတ်ဖြန်းနေနော်ဖြန်းလို့ရပါလေကဒင်းပေါ်ကပတ်ဖြန်းနေဖြန်းအဲ့တော့ကျွန်တော်တို့ကပုတ္တစီကိုဘာကြောင့်ဖြန်းတာလဲတဘာတွေထွက်ခန့်နီးမှာတဘာတွေထွက်ခန့်နီးမှာကျွန်တော်တို့နှံစုပ်ကိုကြောက်လို့နှံစုပ်ကဒီပွားနေပေါ်တဲပြီးတော့ဒီထက်ကအစိနှုတ်ရခဲတဲ့နှုတ်နှစ်ကလေးကို တားကြိုက်တာအဲ့ဒီပုံမှာနှံစုပ်များများကြတဲ့လေဒီမှာမြင်ဘူးမှာပေါ့အဲ့ဒီပုံမှာနှံစုပ်တွေဒီနှစ်ကောင်သုံးကောင်เนาะအဲ့မှာအုံလိုက်ကြီးတွေကြာနာလေးเนาะတွေ့ပြီးမှာပါတွေ့တယ်လူတွေအဲ့တော့နှံတုပ်ဒီအဲ့ဒီပုံလိုက်လိုက်စုပ်တယ်တဏံပြီးတဏံတဏံပြီးတဏံအဲ့ဒီကနှုတ်ရီကိုလိုက်စုပ်တယ်အဲ့တော့တမ်းပွင့်နေကျွံကျွေမာဆိုလို့ပုတ္တစီမဖြန်းနေမကောင်းဘူးလုံးဝမဟုတ်ပါဘူးမှားတယ်ပန်းပွင့်ဒီအရွယ်မြောက်သေးရင်မကျွေပါဘူးเนาะစေးဖြန့်အောင်လောက်နေမကျွေပါဘူးဒါ ဒါပန်းပွင့်လေးပွင့်နေတဲ့အခါမှာဆေးဖြန့်အောင်လည်းမကြွေပါဘူးဒီမှာနှုတ်ရခဲခဲကသာဖြစ်လာပြီဒီပန်းပွင့်လေးမရှိတော့မှကျွေးနေပြီနော်ပန်းပွင့်လေးတခုမှမရှိတော့ဘူးသူဒီအရွယ်ရောက်သွားတဲ့အခါကျတော့ပန်းပွင့်လေးကျွေကျသွားတယ်အဲ့တော့အတီးတိုင်းမှာအပွင့်ကျွေပြီးမှအတီးဖြစ်မှာနော်အတီးတိုင်းမှာအပွင့်ကျွေပြီးမှအတီးဖြစ်မှာဒါကိုနော်ကုတ္တချီဖြန်းတာနော်အနှံနေထွက်နေတဲ့အခါမှာနော် ဒီလိုအနှံကြီးထွက်နေတဲ့ခါမှာပုတ်သက်ကြီးဖြန်းရင်ပန်းပွင့်ကြီးကျွေးတယ်နော်အဝင်းမုံမကူတော့ဘူးမဟုတ်ပါဘူးဖြန်းကိုဖြန်းရမယ်ဖြန်းမှာကျွန်တော်တို့ကပိုးကာကွယ်လို့ရမှာကျွန်တော်တို့စဘာအနှံကြီးဒီနှံစုပ်ဖြက်စည်းခြင်းကိုမခံရမှာအချိန်တန်ကြမှာနော်ကျွန်တော်တို့စဘာဒီညွေခဲလို့မှဲ့ကန်ကြီးကြမှာနှံစုပ်ကြလို့ပိုးတွေကြလို့စဘာမထွက်ဘူးအဖြစ်နေဖြစ်တယ်ဆိုတာအဲ့နှံစုပ်နှိမ့်ဆက်မှာဆိုလို့ ကျွန်တော်တို့ကအခုလိုချိန်မှာတကြောဖြတ်ပြီးတော့ပုတ္တစီကိုဖြန်းပြရမယ်အဲ့တော့ပုတ္တစီကကိုကြိုက်တဲ့ပုတ္တစီကိုဖြန်းပါကိုကြိုက်တဲ့ပုတ္တစီကိုတမယ်တဲ့ဖြန်းပါကြံတဲ့အမယ်နဲ့မရောပါနဲ့ပုတ္တစီအချင်းချင်းလည်းမရောပါနဲ့မှုစည်းနဲ့လည်းမရောပါနဲ့ရွဖြန်းစည်းနဲ့လည်းမရောပါနဲ့မှုစည်းနဲ့ရောရင်ဓာတ်မတဲ့ရင်အဲ့အဲစေးဖြန်းချလိုက်လို့ရှိရင်နှစ်ရက်သုံးရက်တော်တင်မှာဓာတ်မတဲ့လို့ရှိရင် ဲ့ဒီအနှံတွေရောအရွက်တွေရောတခါလဲမဲသွားတာပဲနော်အဲ့ဒါကျွန်တော်ကိုယ်တိုင်ဖြစ်ဘူးလို့ပြောတာဘုတ္တစီနဲ့မှုတ္တစီနဲ့တဲ့တယ်အခု AI တူတယ်ဖြန်ရတယ်ဆိုဖြန်ချတာအဲ့လိုအချိန်ကိုကျွန်တော်ကသင်းပေါ်နေပတ်ဖြန်ဟန်တာနော်တစ်ခွက်ထဲစမ်းဖြန်ကြည့်တာအဲ့တစ်ခွက်ထဲတော့အနည်းအနားတွေအကုန်လုံးမဲကျွန်တော်ဖြန်လိုက်တဲ့နေရာတွေအကုန်လုံးကအနှံတွေရောအရွက်တွေရောကိုမဲတူသွားတာပဲနော်လုံးဝလောင်သွားတာပေါ့အဲ့တော့ ပုသတ်စီတမဲတဲ့ဆိုမလောင်ပါဘူးကြိုက်တဲ့ပုသတ်စီအမဲတမဲကိုတမဲတဲ့ပဲဖြံပါကြံတဲ့ဟာနဲ့လုံးဝမရောပါနဲ့ရောလို့ဓာတ်မတည့်ရင်လောင်ရင်ပန်းပွင့်ကျွေုံနေမဟုတ်ဘူးအနှံကြီးရောအရွက်တွေပါမဲသွားလိမ့်မယ်အဲ့တော့မဖြစ်မနေကျွန်တော်တို့ပို့ကာကွယ်မယ်ဆိုရင်တော့ကာကွယ်ခြင်းနဲ့ဆိုရင်တော့အခုလိုအချိန်မှာကျွန်တော်တို့အနှံဘိုက်ကြီးကသာထွက်ခါသာပြူတိအချိန်မှာကျွန်တော်တို့စဘာပါတဲ့အချိန်မှာ အနှံမငိုက်ခင်မှာเนาะကျွန်တော်တို့တချိန်ကတော့ဖြန့်ကိုဖြန့်တင်တယ်အခုလိုထွက်ခါသဘိုက်ကြီးကသအနှံတဏ္ဍသနှံဏ္ဍထွက်တဲ့အချိန်မှာတကြောဖြတ်ပြီးတော့ပုတ္တစီအာနိတိယကောင်းတဲ့ပုတ္တစီတမျိုးမျိုးကိုဖြန့်ထားမယ်ဆိုရင်ကျွန်တော်တို့နှံစုပ်ကောအချားပိုးတွေရောเนาะအောက်မှာရှိနေတဲ့ဖြုတ်တွေเนาะဖလံတွေရွက်လိတ်တွေเนาะဥပိုးတွေเนาะဥပိုးတွေဥပိုးကြရင် ဥဘိုးကြရင်အနှံငေါတောက်တီးဖြူဖြူကြီးတွေဖြစ်တယ်เนาะအခုလိုထွက်လာတဲ့အခါမှာအနှံကဖြူသွားတယ်เนาะအဲ့ဒါအထက်ကဥဘိုးကထိုးကလေးလိုက်တော့အထက်ကပင်ကြီးပြတ်သွားတော့အသက်သေးသွားတော့အပေါ်မှာနှံချောက်ဖြစ်သွားတယ်အဲ့ဒါဥဘိုးကလေးလာအဲ့အကြောင်းမို့အဲ့ချိန်မှာအိုက်စီဖြားလိုက်မယ်ဆိုရင်ဥဘိုးလည်းတင်မယ်ဖြုတ်လည်းတင်မယ်နှံစုပ်လည်းတင်မယ်ရွက်လိလည်းတင်မယ်เนาะအဲ့လိုစေးတင်မယ်ဆိုရင်ကျွန်တော်တို့ကပိုးကို ကြောက်เสียမလို့တော့ဘူးအာနိသင်ကောင်းနဲ့စီဖြန့်မယ်ဆိုရင်နော်ဒါလေးကိုတင်ပြရင်းနဲ့ပုတ္တစီဒီဖြန့်ကိုဖြန့်ရမယ်သို့တော်ညာလေးနော်ခြေထောက်တွေနဲ့နင်းချင်းဖြန့်နိုင်တော့ခြေထောက်နင်းလို့ရေထဲမြုပ်ထားလို့နုံနဲ့မြုပ်ထားလို့ဆိုရင်တော့ခြေထောက်နင်းတဲ့ဟာတော့ပြင်းစင်းတဲ့လောက်ပြင်းစင်းမယ်အခုဆိုရင်ကျွန်တော်လမ်းကြောင်းတွေခွဲဖြန့်နေနော်လမ်းကြောင်းတွေခွဲဖြန့်နေနော်ပို့ပြီးတော့နီးစနစ်မှန်နေလမ်းကြောင်းခွဲဖြန့်နေဆိုရင် ရန်ချောင်းခွဲပြီးသားလေးလည်းလူဝင်ပြီးเนาะစေဖြန်းဘုံနဲ့လိုက်ဖြန်းလိုက်တာနဲ့ကျွန်တော်တို့ရန်ချောင်းခွဲလိုက်တဲ့တပင်သားနှစ်ပင်သားအနည်းငယ်လောက်ပဲเนาะကျွန်တော်တို့ထိခိုက်ပျက်စီးမယ်အဲ့တော့ပုသက်စီကဖြန်းကိုဖြန်းရမယ်အဲ့တော့ပုသက်စီဖြန်းလို့အနှံ့ကြီးမထိခိုက်ပါဘူးဒါလေးကိုတင်ပြရင်းနဲ့เนาะအားလုံးပဲကျမ်းမှာချမ်းသာကြပါစေ